ဟိုရုပ်ရှင်ရိုက်တဲ့အချိန်မှာကိုနဲ့တူတူရိုက်တဲ့လူတွေထဲမှာအဲ့လိုမျိုးစကားဝဲတဲ့လူတွေပါစေ။အော်ငါနဲ့တူလိုက်တာအဲ့ဒါဆိုနီးဆက်တယ်လို့ပူခံစားရ။စာတွေပါဖတ်တဲ့ချိန်ဆိုရင်စာအုပ်မြင်မြန်ဖတ်တာ။မြင်မြန်မြင်မြန်ဖတ်လိုက်တဲ့မြင်မြန်မြန်ဖတ်ရင်ဖတ်နေအခုစဉ်တော်တော်လေးကိုပြောနိုင်လာတယ်။ဒါတောင်မှပြောနိုင်လာတယ်ဆိုရင်အဆင်မပြောနိုင်တဲ့အဆင်မဟုတ်ဘူး။ဒီကားမှာကျွန်တော်ကျွန်တော်တိတ်မလောက်ခိုင်းတာ Ash ကိုပဲလောက်ခိုင်းတာ။အဲချစ်ပြားမှာကျတော့ မင်းသမီးတွေအချစ်ပြောင်းပါပုံမှန်ပါပဲတခြားတခြားဇနီးမောင်နှံလို့ပါပဲတယောက်နဲ့တယောက်ကဟိုအမျိုးသမီးကတော့ကျွန်တော်ပူချစ်တယ်လို့ခံစားရသူကတော့ကျွန်တော်ပူကြည့်ဆိုင်မီဒီယာပေါ်မှာကိုယ်မြင်နေရလို့ထင်ပါအနိကအနေအောက်ထဲကြတော့လေဟိုအမျိုးသမီးကတော့ပူကြည့်ဆိုင်ပါတိတ်တိတ်မမွားလေးရာစဟုတ် မင်္ဂလာပါခင်ဗျာအဲဒါတိုးတိုးလေးချက်မယ်မာဒါဘယ်လိုလဲတိုးတိုးလေးချက်တာတိုးတိုးလေးချက်မယ်ဒီဟိုပေါ့လေဆလန်တွေပေါ့ဆလန်တွေကကျွန်တော်ဒီကမ္ဘောဒီးယားနေပြန်လာအချိန်မှာပထမဆုံး site ဖြစ်တဲ့ဆလန်တွေလေးသူကဟိုလောကနှစ်နှစ်လောက်ကထင်တယ်ရထားတွေ့လာတော့အခုမှတွေ့တော့ဒါကတော့တောင်းတိုင်းအချိန်မှာဒါပထမဆုံးဆလန်တွေလို့လေးသိရတယ်ပထမဆုံးရဲ့ဆလန်တွေလားဘယ်လိုလေးမှတ်တရားရှိတယ်အာဟုတ်အာ စပြီးတော့ဒီဟိုစရိုက်ဖို့အတွက်ဒီကျွန်တော်လမ်းမပြောတဲ့အချိန်ဇလန်လေးကတော့ထွေထူးအများကြီးဟိုကော့ညော့ထားမှရှိပါဘူးဂျူ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 ဟိုအချစ်ဇလန်လေးပါပဲဂျူဇလန်အဲ့လိုပုံစံလေးပဲဆိုတော့ဟိုတတောင်တတာလည်းဖြစ်တယ်ပြီးတော့ပထမဆုံးအဲ့အဲ့ချိန်ကပေါ့လေအဲ့ချိန်ကပထမဆုံးပြင်ရိုက်တဲ့အခါဖြစ်တဲ့ဆိုတော့ heavy လေးလည်းကျွန်တော်ပြောတယ်အမဖွင့်အရင် heavy တွေ မရိုက်သေးဘူးကျွန်တော်မလောက်တာအကြိုက်ဖြစ်တဲ့အတွက်ယူယူလေးပြန်ရိုက်မယ်ဆိုပြီးတော့အဲအလားနဲ့ရိုက်ဖြစ်တော့ဒီကောင်မှာကျွန်တော်ကအဲ့လိုတော့အရင် AC နေတယ်လို့ပြီးရင်ဒီဟိုဟိုဘယ်လိုကတချင်တော့အရင်တောက်ပြီးတော့ အဲ့လိုပေါ့ကိုရဲ့အမျိုးသမီးမရင်ကြီးပေါ့လေအဲ့လိုမရင်ကြီးပေါ့အဲ့လိုပြောလားဘယ်လိုလဲတင်းဆုံးကမရအေးပေါ့နော်မရင်ကြီးမရင်ကြီးဆိုတာမရင်ငယ်ရှိမှမရင်ကြီးလို့ပြောဆော်ရီဆော်မားကုန်ပြီအဲ့ပေါ့အမျိုးသမီးအဆုံးသွားတော့ဆုံးသွားဆုံးသွားတဲ့အမျိုးသမီးကိုသူကအဲ့လိုအများနဲ့တတိတတိရတယ်အဲ့စိတ်နဲ့အေးမဟုတ်ဆိုးဖို့ပေါ့အေးအဲ့လိုပြောဖို့တော်တော်များ ဟုတ်တယ်ဟုတ်တယ်ဟောလွမ်းနေရပါတော့အမြဲအဲ့လိုအမြဲတမ်းလွမ်းနေတာပေါ့လေအမြဲတမ်းလွမ်းပြီးတော့အေးဆေးနေပြီးတချိန်လုံးအကြက်တောက်ရင်းနဲ့ဘဝကိုအဲ့လိုဖြတ်တန်းနေတဲ့ character ပေါ့အဲ့လိုပုံစံလေး Action သူဆောင်တယ်လေးလည်းပြောပြပါဦးချစ်စရာလေးနှစ်ယောက်အက်ရှ်နဲ့ဟုတ်အက်ရှ်နဲ့အဲ့ကောင်မှစပြီးတော့တည်တာအက်ရှ်ကတော်တယ်တော်တယ်ဆိုတော့ဘာလဲဆိုတော့ तू က तू ကခြားတော့ဟိုဝင့်လည်းပြောရင်ဟိုလေဟိုဒီမြန်မာ ညီမလို့ तू ကမပြီးဘူးမပြီးတာထက်ကျွန်တော်ကျွန်တော်ကျွန်တော်လိုပဲကျွန်တော်လိုဟို तू तू ကလည်းအဲ့လိုမျိုးပေါ့ဒီ dialogue တခုပြောရမယ်ဆိုရင် तू ရဲ့အမေကသူ့ကိုတင်ပေးတယ်တင်ပေးတော့ तू ကပြောတာအဲ့ဒါပူပြီးတော့ဟိုလေပုံမှန်တဲ့ပူပူခတ်တယ် तू ကပူခတ်တယ်ဟုတ်ကဲ့တော့သူအရင်ကြိုးစားထားတာလည်းတွေ့တယ်ပြီးတော့အရင် respect ရှိတယ် humble ဖြစ်တယ်ပြီးရင်လောက်ပုံမှာလည်းကြိုးစားတယ်ဟုတ်ကျွန်တော်ဇန်ရဲပါရှစ် ကွက်ပြီးလုံးလာတကယ်ခြောက်တက်ပါပြီးလုံးလာအဲ့ဒီကုကုမင်းဆန်အဲ့တော့ကိုယ်နဲ့တင်းတင်းကိုယ်ကိုယ်ချက်ပြစ်ခါအိမ်မလေးတဲ့ချစ်ချစ်မိတဲ့ချစ်ရဲ့ငါနဲ့သဘောတူထားတဲ့သူကိုကိုကကိုလို့ခေါ်နေမျိုးရှက်ဘူးငါတိတဲ့အမှန်တရားတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ငါတို့မိဘတွေကကိုရဲ့တောင်းသူ့တော်ဖြစ်တဲ့မပလဲနဲ့ပဲသဘောတူဟိုရုပ်ရှင်ရိုက်တဲ့အချိန်မှာ ကိုနဲ့တူတူရိုက်တဲ့လူတွေထဲမှာအဲ့လိုမျိုးစကားဝဲတဲ့လူတွေပါစေ။အော်ငါနဲ့တူလိုက်တာအဲ့ဒါဆိုနီးစက်တယ်လို့ပူခံစားရ။အဲ့လိုလုပ်တဲ့ချိန်ကျအဲ့လိုကိုလည်းစကားတွေပါတယ်ဟိုအရင်မြင်မြန်ပြောတဲ့ချိန်ဆိုရင်တချို့စကားလုံးဆိုရင်ကျွန်တော်တို့မပီတဲ့ဟာရှိတယ်။အဲ့လိုမပီတဲ့ဟာဆိုရင်ထိုင်ပြီးတော့ပြောပြောသွားနောက်ပိုင်းကျတော့ ဟိုဟိုစာတွေပါဖတ်တဲ့ချိန်ဆိုရယ်စာကိုမြင်မြန်ဖတ်တာမြင်မြန်မြင်မြန်ဖတ်လိုက်တဲ့မြင်မြန်မြန်ဖတ်ရင်ဖတ်နေအခုစဉ်တော်တော်လေးကိုပြောနိုင်လာတယ်ဒါတောင်မှပြောနိုင်လာတယ်ဆိုရယ်အစင်မှာပြောနိုင်တဲ့အစင်မဟုတ်ဘူးဟုတ်အာ သူကအဲ့ဒီကကျွန်တော်နဲ့အဲ့ဒီဟာမရိုက်တယ်မရိုက်ခင်ပါဘောလေ ash ကအရှိမမောက်ဆူဗီယာဆိုလားမသိဘူးကိုမြင်းမြန်းနဲ့ဟိုဟာဟိုဟာရိုက်ထားရုပ်ရှင်ကားကြီးတကားရိုက်ထားသေးတယ်ဆိုတော့ဟိုဒီကားမှာဆောင်းတော့ပြောလို့ပဲကျွန်တော်နဲ့ဆုံးတဲ့အချိန်မှာ ash ကဟိုကျူးစားတယ်တော်တယ်ဟမ်ဘယ်ဖြစ်တယ်ဟိုဆွဲရှိတယ်ပေါ့အဲ့ဒါကိုမြင်ရတယ်အဲ့ဒါဟိုဟိုဘယ်လိုပြောမလဲကျွန်တော်မြင်ရကောင်းတဲ့အချက်တွေပေါ့ဟုတ် မမပွင့်ရကြတော့သူကဟောလေဟိုတချို့သူတွေးလိုက်တဲ့အတွေ့အကြုံကြတော့အဲ့လိုမျိုးပေါ့နည်းနည်းလူငယ်ဆန်တယ်လူငယ်ဆန်တယ်နည်းနည်း free ဖြစ်တယ်ပေါ့လေအဲ့လိုပုံစံလောလောလတ်လတ်နဲ့ဟိုချစ်နိုင်တဲ့ဟာတွေကိုချပြနိုင်တဲ့ဟာသူကရိုက်နိုင်တယ်အဲ့လိုမျိုးသူရဲ့တချို့အတွေ့အကြုံအဲ့တော့အဲ့ဒါလေးသဘောကျတာဒီကားမှာကျွန်တော်ကျွန်တော်တိတ်မလောက်ခိုင်းတာ ash ကိုပဲလောက်ခိုင်းတာကျွန်တော်ကကြတော့သူအဲ့လို မိန်ကလေးမိန်ကလေးတွေချစ်တဲ့ဟောကျွန်တော်ကကြတော့ဟိုတိတ်နားမလဲဘူးအဲ့တော့တိတ်ကြည့်မစားကိုယ့်ရဲ့ဟိုဆုံးသွားတဲ့အဲ့လိုဇာလန်ထက်မှာဆုံးသွားတဲ့အမျိုးသမီးအမျိုးသမီးရဲ့ကယူဆိုင်မှုပဲကိုတန်းတာတော့နောက်ထပ်မိန်မရဲ့ကယူဆိုင်တဲ့ဟောတိတ်ပြီးရောအဲ့လိုမျိုးနားမလဲမသိဘူးအဲ့လိုအဲ့လိုပုံစံမျိုးပေါ့အဲချစ်ပြားမှာကျတော့မင်းသမီးတွေကချစ်ပြားမှာကားထောက်ရှောက်တော့တော်တော်ငြိမ့်ပါလေဟုတ်တယ်ငြိမ့်တယ်ငြိမ့်တယ်ငြိမ့်တယ် နောက်ပိုင်းချမ်းမှာနောက်ပိုင်းအဲ့လိုတဖြည်းဖြည်းနဲ့ဇက်ရှိန်မြင်လာတဲ့အချိန်ကြီးကြတော့နည်းနည်းလောက်ခက်လာတော့ရှိတာပေါ့လေဒီမှာလည်းကတော်တော်ချစ်တတ်တယ်တော့ဒါဇနီးတို့ဒါဟိုစုပ်ပြေးလို့နေတာပေါ့မှာဒီစုံကန်ပြီးတော့ဒီမိုးဝေးရတယ်ပြီးတော့အရန်ပေါက်နေတယ်ဟုတ်ပုံမှန်ပါပဲတခြားတခြားဇနီးမောင်နှံလို့ပါပဲတယောက်နဲ့တယောက်ကဟိုအမျိုးသမီးကတော့ကျွန်တော်ပူချစ်တယ်လို့ခံစားရ ူကတော့ကျွန်တော်ပိုကြည့်ဆိုင်မီဒီယာပေါ်မှာကိုယ်မြင်နေရလို့ထင်ပါတယ်အနိကတ်နေရာထဲကြတော့လည်းဟိုမျိုးသမီးကတော့ပိုကြည့်ဆိုင်ပါတိတ်တိတ်မမွားလေးရာစဟုတ်အဲ့ပေါ်ပထမဆုံးပြန်ပြီးတော့ဆောက်ရခြင်းမပွင့်ပြောမပွင့်ဟိုဟာအဲ့တမန်ဇက်ကကြတော့အရင်ကြီးအိုလေတူတူဆက်ဆန်းလေအရင်မပါဘူးပြီးရင်အရင်ကျူးစားမဲ့ဟာလေးလည်းအရင်ကျူးစားမဲ့ဟာလေးလည်းမပါဘူးဟို ဟိုပုံမှန်တိုင်းလေးအချစ်ကားလေးပဲဆိုတော့ထွေးထူးအရင်ဟိုဟာဟိုဘယ်လိုပြောမလဲအရင်မှုတွေလောက်ခဲ့ရမျိုးတော့မရှိပါဘူးဟုတ်